ရှင်မိုးအပိုင်း29အာကစားတင်တန်းတွင်ညနေပိုင်းအချိန်၌စေတန်းဖြေဆိုပြီးစာမင်းကလေးများတိုးလာသည်ဆယ်ယောက်ရှိသည့်သူတို့အဖွဲ့ကစားနေသည့်အချိန်ဆိုရင်တင်တန်းတစ်ခုလုံးစုံညံနေတတ်သည်တီချဲတီချဲနှင့်ခိုကရှင်မိုးကိုချက်ခင်ပေးကြသည်လာကြိုပေးသည့်ရှင်မိုးအဖေကမရောက်သေးလျင်ရှင်မိုးနှင့်အတူထိုင်ဆောင်ပေးကြသည်သူတို့အဖွဲ့ထဲတွင်ရှမ်းတရုတ်ကိုကန့်ဝရွှေမန်းသူလေးများစုံလင်လာသည် စေတန်းဖြစ်ပြီးစားကလေးများဖြစ်သဖြင့်ဆရာမများကိုဆရာမများကို မုတ်မြစ်လက်ဆောင်ပေးသည့်အလေအကျင့်ကမပြောက်ကြသေး။ညနေသင်တန်းစင်းချိန်တွင်ရင်မိုးအားအလူအရက်လက်ဆောင်ပစ္စည်းများမုတ်များပေးကြသည်။သူတို့နှင့်တွေ့လျင်ပါဠိခါမာလီများကြားရင်မိုးလည်းအတန်တဆာဆာဖြစ်နေတတ်သည်။တဖြည်းဖြည်းတန်ဩစဉ်ဖြစ်လာကြသည့်အခါတိချက်အားအပိုင်လိုခြင်းသည်ဟုဆိုကသူတို့၏ လူပြိုကြီးဦးလေးများအကိုများနှင့်အောင်တွေပေးကြသည်ရှင်မိုးတင်တန်းချိန်ပြီးတော်လဲကားလာမကြိုသေးလျင်ယောက်ျားလေးအချိန်ကိုရှင်မိုးကဝင်ကူပေးတတ်သည်ညနေပိုင်းအချိန်မှကောင်လေးတစ်ယောက်ကရှင်မိုးအားသဘောကျနေသည်ကိုတင်တန်းတစ်ခုလုံးတည်နေကြသည်ရှင်မိုးတဲ့၅နှစ်လောက်အသက်ငယ်နေပြီးဘာသာလဲမတူသဖြင့်တာလိကာမာလီများက သဘောမကျကြသူတို့တီချေပသွားမြီကိုစိုးကြပြီးအတီတီ သူတို့မျိုးများဖြစ်အောင်ဝယ်လာကြသည်ရေမိုးတွင်ချစ်သူမကြမိတ်ဆွေမကရှိနေတော်လဲရေရရရမဟုတ်သဖြင့်ထိုကောင်လေးချင်းကန်နေခြင်းကိုပါရာမိနေသလိုလိုဘဝလတွဲဘောတို့ကျင်နာဘက်တို့အထိစဉ်းစားသည်မဟုတ်ပါဘဲအတူသွားအတူမြင်နေရခြင်းကိုကျင့်နှံ့နေခြင်းသာဖြစ်သည်ဟုရင်မိုးပါသာသိနေသည်တညက်နေမိသားစု၃ယောက်ထမင်းဝိုင်းတွင်သမီးကညာအခါမလင့်စင်နှင့် 20ကျော်အစိပ်ပိုင်းအရွယ်တော်တစ်စိပ်ဟိုင်းနေတဲ့သမီးအိမ်တော်ပြုတ်တဲ့အရွယ်ရောက်ပြီးရည်ဝဲထားတဲ့သူ ရှိရင်စဉ်းစားတော့စိုင်းမစင်ဘုံမပါအဖေစကားကြောင့်ရှင်မိုးဖမင်းလုပ်ပင်နေသွားရသည်အမေကိုလှမ်းကြည့်လိုက်တော့ထောက်ခံတယ်လို့မျက်နှာဘေးဖြင့်ရှင်မိုးအားကြည့်နေသည်ဘယ်တော့မှများသူတို့နှစ်ယောက်စီယုံသွားပါလေဟုပင်တွေးလိုက်မိသည်အိမ်တော်ပြုတ်တဲ့ပြီးဆိုသည့်အဖေစကားကြားမှရှင်မိုးတွေးသည် ရင်မိုးအိမ်အောင်ပြူရအောင်မီလားယခုအရွယ်သည် အိမ်အောင်ပြူရမည်အရွယ်သို့ ရောက်နေပြီတဲ့လားရင်မိုးအသက်တဝက်လောက်ကမဲပြိုင်ပွဲနှင့်ပြီးခဲ့ရသည်ယခု ကင်းလွခွင့်ရပြီပေါပေါပါပါနေရသည့်အချိန်တွင် အဖေကြည့်မရဖြစ်နေပြီလားရင်မိုးစကားပြန်မဆိုဘဲငြိမ်ပြီးထမင်းဆက်စားနေသည်အဖေသည်ရင်မိုးအိမ်အောင်ပြူတဲ့မည်ဖြစ်ကြောင်းစကားတို့ကိုနှဲ့ရချားတစ်ခါဆိုလာသည်ကြာလာတော့အဖေနှင့်ထမင်းလက်ဆောင်စားရင် ရင်မိုးဝင်လေးလာသည်မိသားစုသောအောက်သာရှိသည့်အိမ်တွင်ရင်မိုးအတွက်နေစရာ အခန်းတွင်းတနေရာသာရှိတော်သည်ညနေပိုင်းပင်နန်းကပြန်လာသည့်နှင့်အခန်းထဲတန်းဝင်အဝတ်စားလဲရေချိုးပြီးသည့်နေမထွက်တော့ဖိုက်စာနေတော်လဲအဖေနှင့်မနေ့ချင်းမဆိုင်ခြင်းသဖြင့်အငတ်နေလိုက်ရသည့်ညတို့များလာသည်မနေ့ပိုင်းတွင်မိုးမင်းမီတင်တန်းသို့ရင်မိုးသွားသည်နေ့ကင်းဘက်ရုံးတက်ပြီးညနေတင်တန်းမှပြန်လာချိန်တွင်အခန်းအောင်းနေလိုက်တော်သည် ရင်မိုးအဖြစ်ကိုတည်ကြသည့်တင်နန်းသူအမကြီးအချို့ကဖမင်းချိုင်များတင်နန်းသူထည့်လာပေးသည်ညစာစားပြီးမှပြန်သည်ဖြင့်ရင်မိုးအတွက်ပိုအဆင်ပြေသွားသည်ဂျုံပိတ်ရများတွင်တင်နန်းမှပြန်မလာဘဲနေဖြစ်လာသည်ပါဠိဂါမလေးတို့နှင့်အဖွဲကြနေသည်သူတို့အဖွဲထဲမှမိန်းကလေးအချို့ရင်မိုးအိမ်တို့အလဲလိုက်လာပူကြသည်အပူပင်ကင်းပျော်ရွှင်နေကြသည့်အများသားတွင်မိန်းကလေးတစ်ယောက်ကိုရင်မိုးတတိထားမိနေသည် အရေအပြုံးမရှိဆွေးမြေ့နေသည့်မျက်လုံးများကသူ့အရွယ်လေးနဲ့မလိုက်သူများတွေပြောသည်မငေးကြောင်ကြောင်လေးလှုပ်ခါနားထောင်နေတတ်သည် သူ့တငယ်ချင်းများနှင့်အတူရင်မိုးအိမ်ကကားလာအကျိုးကိုထိုင်ဆောင်ပေးနေတတ်တော်လဲရင်မိုးကိုတော့တိုက်ရိုက်စကားလာပြောလို့မရှိသူ့နေထိုင်ဟန်ကသူ့နေထိုင်ဟန်နဲ့နော်ထွန်းလင်းစေဆိုသည့်ထူးခြားသည့်သူ့နာမည်ကြောင့်ရင်မိုးပို့ပြီးတတိထားမိနေခြင်းဖြစ်သည်တညက်နေတွင်တော့ ရင်မိုးတယောက်တည်းကားထိုင်ဆောင်နေသည့်အချိန်တွင်နော်ထွန်းလင်းစီအနားသို့ရောက်လာသည်။ရင်မိုးအဝေစားလဲနေသည့်အချိန်ကတည်းကသူခြံထဲဆင်းသွားပြီးဆင်းသွားသဖြင့်ပြန်သွားပြီးထင်နေမိသည်။သူ့တငယ်ချင်းအဖွဲအားလုံးကပြန်ကုန်ကြပြီ။တချဲကားလာမကြိုသေးဘူးနော်။ဟုတ်တယ်လင်းစီရောလာကြိုမာလာတင်းရင်တနည်းပင်သူ့တငယ်ချင်းများခေါ်တယ်လို့ခေါ်ကြည့်လိုက်သည်ဟုတ်ဒီချက်တဲ့တယ်မလာသေးလို့ တဲ့တယ်ဆိုတာအဖေကိုပြောတာလား။အော်ဟုတ်သားတစ်ချက်ပဲသိမလဲနော်။အဖေကိုပြောတာဟုတ်တယ်။လင်းစင်ကအဖေကိုတဲ့တယ်လို့ခေါ်တာ။သူ့မျက်နာလေးရေမောသလိုအရိပ်ရောင်လေးမြင်လိုက်ပြီးသဖြင့်သူ့ဘဝကိုဆက်ဆူလိုက်ပြီ။မိဘနှစ်ပါးစလုံးခရီးရန်ဘာသာဝင်များဖြစ်ကြပြီးတူဒီတော်သမီးလေးဖြစ်သည်။အမေကမွေးရဆေးဝါးရောင်းဝယ်နေသည်ဆိုသည့်မတင်ငါမှုဖြင့်ထောင်ကျနေပြီးမိုင်းပြင်းဘက်မှပြောင်းလာကြသည်။ မင်းမျိုးရင်ရှိသည့်အိမ်ကိုအိမ်ငါထားကအာဖာနေရောက်တဲ့မန္တလေးမြို့တစ်ဘက်တွင်အိမ်ငါနေစားသည်မင်းမျိုးဘော်ရာအကြောင်းတစ်ခုတွင်ဆယ်တန်းတက်နေသည့်လင်းစေတယောက်စာသင်နှစ်ဝက်အရောက်တွင်အကြောင်းသို့ပေးသွင်းရန်ကြံနေသည့်လက်ကြံငွေများမပေးသွင်းနိုင်သောလက်ကြံငွေမသွင်းနိုင်သဖြင့်ဘော်ရာအကြောင်းမှထွက်ခဲ့လိုက်ရသည်မိသည့်ဘာသာများကျူရှင်မယူနိုင်ပေဆယ်တန်းကိုအပြင်ဖြေဖြေဆိုလိုက်ရသည်စေးရွားတွင်မိတာ တဲတဲ့လက်ထဲမှာလို့ပြောကြတယ်အမိုးကအစာဝင်ပြီးထောင်ကျခံလိုက်တာအဖွားတွေပြောတာပဲဒီချေသမီးကဘော်ရာရောက်နေတော့မသိဘူးဘော်ရာကြီးလာမသွင်းကြတော့မှចောင်းကခေါ်လိုက်လို့သိရတာသမီးတစ်နှစ်လုံးစိတ်ညစ်လိုက်ရတာဆံမေးပွဲလည်းအောင်ဘလောက်အောင်ပါမလားတော့မသိပါဘူးသင်ရိုးတစ်ဝက်လောက်ပဲတင်ခဲလိုက်ရတာအခုအဖေကဘာလုပ်လို့လဲရင်မဆဆူတာမဟုတ်ဘူးเนาะလင်းစေဒီချေလင်းစေကိုစိတ်ဝင်စားလို့ပါရပါတယ်ဒီချေရဲ့သမီးက ဒီချိတ်ကိုချက်တယ်တငယ်ချင်းတွေလို့မပြောတတ်လို့ပါတဲတွေကစားတောက်ဆိုင်တွေမှာဂီတာတီးတယ်သချင်းဆိုတယ်ဝါသနာရပကြီဆွဲတယ်သူ့ပကြီကားတဲ့ကားတွေလာဝဲတဲ့သူရှိလဲမရဘူးစားတောက်ဆိုင်တွေမှာလည်းသူစိတ်မပါရင်သွားမတီမဆိုပဲနေတဲ့ခိုင်လည်းရှိတယ်သမီးကိုတော့ချက်ပါတယ်နော်ထုံးလင်းစီဆိုသည့်နာမည်ကတဲတွေပေးခဲ့တာအင်္ဂလိပ်လို Christmas Bell လို့ခေါ်တယ်အမိုးကတဲတွေကိုသိချက်တာ အမိုးကတဲ့တဲ့တဲ့ခုနှစ်နှစ်ကြီးတယ်နိတဲ့တဲ့ကိုကလေးတယောက်လိုထားထားတာလင်းစေတယောက်သူ့မိဘများအကြောင်းကိုရင်မိုးမမေးရပါဘဲသူ့ဘာသာစိတ်လိုလက်ရပြောနေသည် ထိုအချိန်တွင်သင်တန်းခြံထဲသို့ မော်တော်ဆိုင်ကယ်တစ်စီးဝင်လာသည် ဟောတဲ့တဲ့လာပြီခဏလေးတော့တီချဲသူ့အဖေစီပြေးသွားသည်ခဏအကြာသူ့အဖေကိုရင်မိုးအနာသူခေါ်လာသည် သူ့အဖေနဲ့ရင်မိုးအားမိတ်ဆက်ပေးသည်တိချဲ့ကိုလူမမြင်ဘူးမဲ့လင်းစေပြပြလိုရင်းနှီးနေပါတယ်ခမညာသမီးခေါ်တယ်လို့တိချဲ့လို့ပဲကျွန်တော်ခေါ်မယ်နော်လင်းစေသာမိတ်ဆက်မပေးလင်းရင်လင်းစေအကိုဟုသာထင်မိလိမ့်မည်ထင်သည်သပင်အရှိအများကို နောက်သို့တတ်တတ်ရဲ့ဆုစည်းထားသည့်သူ့မျက်နာကတကယ်ကလေးလေးတယောက်လိုဖြစ်နေသည်အသားရည်ကမင်းကလေးတယောက်ကဲ့သို့ပန်းသွင်းရောင်ပြေးနေသည်တီရှပ်အဖြူနှင့်ဂျင်းပင်အတူကသူ့ကို ိုနှုတ်ပြိုစေသည်နင်းစေကသူတီချဲလှကြောင်းသဘောကောင်းကြောင်းတွေနေ့တိုင်းပြောပါတယ်ဗျာဒီချက်နဲ့တွေ့ပြီးမှသူစကားတွေပို့ပြောလာတယ်ကြီးကြီးမောမောလဲနေလာတယ်ကျေးဇူးတင်ပါတယ်အခုလက်ရဲရောက်ချင်းကျွန်တော်ကိုလာပြောနေတာဒီချက်အိမ်ကကားလာမကြုံမချင်းမပြန်သေးဘူးနော်တဲ့အဆောင်ပေးတော်တဲ့အိုးဘလို့ပါဘူးရပါတယ်ကျွန်မတယောက်ထဲမှာမဟုတ်တာသင်္နေကနေ့မှာကစားမြေယောက်ျားလေးတွေအများကြီးရှိသေးတယ်နင်းစေပြန်တော့ကားကလည်းလာကြိုးတော့မှာပါ ရင်မေးရင်မိုးဘလိုပင်ပြောပြောနင်းစီတို့ตาဖာကတော့ထိုင်ဆောင်ပြေးနေကြသည်။ရာโจသည်ကားလာတော့မှသူတို့ตาဖာလည်းပြန်သွားကြသည်။မြင်မာလာသည်သူ့အရက်ဖြင့်စံကေကိုခွာထားပြီးမတည့်ရက်ကြည်နေသေးသည်။ရင်မိုးအိမ်ပြန်လန်းတွင်တော့လင်းစီနှင့် သူ့တဲ့တဲ့ကိုဒေးပစ်တို့အကြောင်းအတွေ့အဲပါလာခဲ့တော်သည်။တင်နန်းပိုင်ရှင်အမကတင်နန်းသူတင်နန်းသားများစုပေါင်းပြီး မင်းမျိုးပဲပျော်ဝဲစွာထဖို့စီစဉ်သည်လင်းစီလဲလိုက်ပါလို့သဖြင့်သူ့တဲ့တဲ့ကိုပျော်ပင်းရင်ရှင်မိုးအားတောင်းဆိုလာသည့်အခါကိုဒေးဖြစ်နေတခါစကားပြောပြရပြန်သည်တီချင်ပါလာပဲစိတ်ချပါတယ်ဟုဆိုကထဲ့လိုက်သည်ဓာတ်တော်ကြိုင်ရေတခွန်တို့သွားကြသည့်အခါလမ်းခရီးခက်ခဲသည့်အတွေ့အတူဖေးမှတကြရသည်ပုံမိုယူနီခင်မြင်လာကြသည်ရှင်မိုးသည် အသေးကြော်မင်းကလေးဆယ်ယောက်အဖွဲ့နှင့်တယုံယုံဖြစ်နေကပျော်နေမိသည် ထူးထူးခြားခြားလင်းစေကပင်စကားတွေအများကြီးပြောလာသည်ဓာတ်တော်ကြိုင်းမှာပြည်ဦးလွင်ဘက်ဆက်ထွက်လာကြသည့်အခါလင်းစေကရင်မိုးအနားလေးလာကတ်ထိုင်သည်ပြည်ဦးလွင်အဝင်နားအရောက်တွင် လင်းစေကလမ်းတွယ်တစ်ခုကိုလှမ်းပြရင်တိချေဒီလမ်းလေးအတိုင်းဝင်သွားလိုက်ပြီးလမ်းအစုံမှာညာဘက်ချိုးလိုက်ရင်လင်းစေတို့ခြံကိုရောက်ပြီးတိလာနောက်ကျရင်တိချေနဲ့အတူသွားခြင်းသေးတယ်သွားရအောင်ပါနော်တီတူးလေးဆိုလာသည်ရင်မိုး ခေါင်းညိတ်ပြလိုက်မိသည် သူလည်းစကားဆက်မစိုးတော့အပြန်ခင်ကြီးတွင်စီစဉ်ထားသည့်ကားအဖြစ်အိမ်ရောက်လိုက်ပို့ပေးကြသည်မြို့ပြင်တွင်ရောက်နေသည့်ရင်မိုးကသာအာနာသဖြင့်အာကစားတင်နန်းကိုအိမ်မှကားလာကြိုခိုင်းထားသည် ပြန်ရောက်ချိန်မိုးချုပ်မြည်ခြင်းသဖြင့်အဖေရင်မောင်းအားည9နာရီမှလာကြိုခိုင်းထားမိသည်လင်းစေအိမ်တို့အရောက်တွင်တိချက်အိမ်ကိုကားမာထားတာမိုးချုပ်မှာပဲ ်တန်းအောင်လိုက်မသွားပဲတမိအိမ်မှာကြံခဲ့ပါလားယင်ဒီနေ့တင်တန်းပိတ်တော့ဒီချက်ကိုစောင့်ပေးမဲ့သူတင်တန်းမှာရှိမှာမဟုတ်ဘူးလေဒီချက်အိမ်ကိုဖုံးဆက်လိုက်တမိတို့အိမ်ကိုလာကြိုပေးပါလို့လေနော်ဒီချက်နော်ဘေးအိမ်မှာဖုံးရှိပါတယ်ဒီချက်ရဲ့စင်ကြံခဲ့လိုက်ပါရှင်မိုးအားပါဇက်မှလည်းတွတ်တွတ်ပြောလက်ကလည်းအတင်းဆွဲခေါ်နေတော့သည်နင်းစေပြောသလိုပင်တင်တန်းထိလိုက်သွားရင်ရှင်မိုးတရအောင်ထဲအချိန်ကြာကြီးထိုင်ဆောင်ရမည်မို့နင်းစေတို့အိမ်င်းစင်ကြံခဲ့လိုက်သည် နင်းစီရိုးငားနေသည့်တထက်တိုက်ပူလေးသည်တိတ်မကျယ်ဝန်းသည့်ခြံကလေးထဲတွင်တချမ်းကပ်ဆောက်ထားသည်ဧကန်းထဲသို့ဝင်လိုက်သည့်အခါပကြီးကားများကိုနန်းရံအပြည့်နီးပါးချိတ်ဆွဲထားသည်ကျမ်းမြင်တွင်စာရွက်အပိုင်းစတို့ပြန့်ကျဲလျက်ထိုင်ကုန်အပူလေးပေါ်တွင် လင်းစီအဖေကဂီတာတီးနေသည်ရင်မိုးဝင်လာပြီးကိုမြင်တော့တန့်တော်ဖြစ်က မတက်ထရက်သည်ဟာတီချဲပါလာတဲ့ တမိကွာတဲ့ကိုကြုံမပြောတိန်လုံးရှုပ်ပွားနေတယ်အားနာစရာရပါလေကိုတေဘေးကွက်ကိုဆက်တီးပါအစီအစဉ်မရှိဘဲဒီနားရောက်မှဆင်းကြံခဲ့လိုက်တာလင်းစင်ရီတီချက်ကိုဖုန်းအိမ်လိုက်ပို့ပေးဦးနော်အေးကိုလာကြို့ဖို့ဖုန်းဆက်ပြောချင်လို့အိမ်လေးစာပြောရမယ်နိလင်းစင်ရိုခြံနဲ့ခြံချင်းကပ်ရက်တွင် ဖုန်းသွားပြောကြသည်တီချက်ဖုန်းနံပါတ်လင်းစင်ကိုပေးထားနော်ဒီအိမ်ကဖုန်းနံပါတ်လဲတီချက်ကိုပေးထားမင်းဒီအိမ်ကလူတွေကသဘောကောင်းတယ် အချိန်မတော်ဖုန်းလာရင်လင်းစည်တို့ကိုခေါ်ပေးတယ်နေညရင်လဲခွဲမကိုနှုတ်ဆက်ဒီချိန်လေးကိုမျက်လုံးငေးတာကိုစိတ်ပြတ်ရွှန်ခေါရဲ့မန်ပါပြန်ဆိုင်နလုံးလမ်းခွဲအိမ်ပြန်ချိန်နိုင်ရွယ်ကိုမုံမိခဲ့ တူတူနေချင်မီကိုမပြောဖို့လဲမလွယ်ပါဘူးဖြစ်နိုင်သေးကိုမဒုက္ခပဲကျင်နာသူရင်မလွယ်ပါလားချောမော်ရပွားရှင်တဲ့ကတန်တဲ့ရောင်ရရဒါတွေကိုသူသိလားတကယ်ပါဒီချင်းနေမမခေါ်ရဘူး 为何念吗？你拉给这次独断，孤立刚走被三昧，却独拉没耶。第一遍经历过马达被追，都是一拉你不乌达的咖啡，轻轻把第一关还没抓破。 ดูดูนี่นายเกก็มาเปียบทับพูมเลยบาบูเพียนายเตก็มาดอกคาเบเจนาดูยิ้มเลยบาลาชะมวยปัวเอแกนปจีกาฉัดมาชาถ่ายสูนีติตุหันกูกปจีกาตะฉัดลูเวนาวจ้อปีทาทะเพ่ยินโมรุเปลี่ยนเวลาดีกู သူသတိထားမိဖို့မပေါ်ချိုရှရှသူ့အတန်ကနားထောင်လို့ကောင်းနေသည်နင်းစီကလက်မူရာဖြင့်ရှင်မိုးအားခဏနောဟုဆိုကမိဖို့ခံတဲ့သူဝင်သွားသည်ဧကန်တောင်ရှိ ခွေးခြေဘူးလေးပေါ်တွင်ထိုင်လိုက်ပြီးသူ့တခြင်းတန်ကိုဆက်နားထောင်နေလိုက်သည်တခြားကော်ဖီတောက်ပါအောင် ပြင်းဦးလေးကော်ဖီမုတ်ကိုနှက်ပြီးနွားနို့စစ်စစ်နဲ့ဖြော်ထားတာနင်းစီအတန်ကြားလိုက်တော့မှ ကိုဒေးဗစ်တတိထားမိသွားကရင်မိုးအားလှဲ့ကြည့်သည်ဖုန်းသွားစစ်တာပြင်မြောက်ကြသည်ဟုထင်လို့သမီးကလည်းကော်ဖီကြီးရွက်လာညနေဆောင်နေပြီတချဲအိမ်မပြောပဲနေပါအောင်မယ်မိုးလေးတစ်ခုခုကျွေးရအောင်လေကွာဒါဆိုဒက်တယ်လေရရှမ်းခေါက်ဆွဲလုပ်ပေးလိဟာသမီးကလည်းထက်ရမယ်အစာပလာအဆုံမရှိဘူးလေကွာနောက်နေ့မှရက်ပြန်ချိန်သမီးတငယ်ချင်းတွေရောပေါ့ဒက်တယ်လှုပ်ကျွေးမယ်ဟေးဒက်တယ်တကယ်နော်တီချဲလာခဲ့ရမယ်နော် နင်းစီတရားကိုပျော်မြူးနေပုံလေးကချစ်စရာသူတို့သားအဖအပြက်အလန်းအပေးယူတဲ့နေကြသည်ဒီချက်ကိုကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ဗျနင်းစီဒီလိုမရေမပြုံးတာစကားနင်းနေတာတော်တော်ကြပြီအကြောင်းကြောင့်ကြောင့်ဘောရာခါနေနှစ်ဝက်ထွက်လာရတော့အပေါင်းတင်းငွေချင်းလင်းနေတယ်တင်းစားရဲမှာအကစားတင်တဲ့ကြော်ညာတွေ့ရတယ်ကျွန်တော်လိုက်ပို့ပေးတာသူ့ပုံစံလေးကရှိုက်ကုန်းလေးဖြစ်နေလို့ ီချက်အကြောင်းလေးအိမ်မှာပြန်ပြောပြတယ်။ "तू တိတ် तू တိတ်သဘောကျနေတာ။ချပါတယ်။ကျမဘာမှလုပ်ပြရတာမဟုတ်ပါဘူး။လင်းစီအပါဝင်သူတို့အဖွဲ့တွေအကုန်လုံးကျမနဲ့ခင်နေတာပါ။ကိုယ်တိုင်ကညီမမရှိတော့ကျမလည်းသူတို့လာကစားတဲ့အချိန်ဆိုပြောတာပါပဲ။ဒါဆိုတဲ့တယ်ပြော။ဒီချက်ကိုဖယ်နေချင်ရပါလေ။ဖယ်နေလုပ်ကြည့်ပါလေ။တငယ်ချင်းတွေကိုလည်းမနေ့ဖန်တင်တဲ့မှာပြောလိုက်ပါမယ်လေ။တက်တက်ကြွကြွပြောနေသည့်လင်းစီကိုပခုံးလေးဖက်လိုက်ပြီး တဲ့ကရတယ်သမီးတီချဲကိုပဲမင်းကျမကစနစ်တင်းငွေတွေဆိုရင်တော့အားပါတယ်ဒါပေမဲ့ရှမ်းခေါက်ဆွဲတော့မကြိုက်ဘူးနော်ရင်မိုးလဲသူတို့သားဖအားတရင်တနည်းပြန်ပြောလိုက်ပြီဟုတ်တာဗောတီချဲကိုကြွေးချင်တာတီချဲမကြိုက်ရင်ဘာလုပ်မလဲပြောပါစားချင်လဲကျွန်တော်အကုန်လုံးကြွေးတတ်တယ်နော်ခနာလေးအတွင်းမှာပင်ရင်းနှီးခင်မင်းသွားကြတယ်ညနေတင်တဲ့ပြီးတိုင်းအိမ်ကလာကြိုသည့်ကားကိုရင်မိုးနဲ့အတူသူတို့အသားဖာက ထိုင်ဆောက်ပေးနေတတ်သည်ရင်မိုးအိမ်တို့နင်းစေလိုက်လေသည့်အကျဉ်းရေအတွက်များလာသည်ရင်မိုးအဖေနှင့်အမေပင်နင်းစေကိုတနာခင်ပင်လာကြသည် အထူးသဖြင့်အမေနှင့်နင်းစေကအဖွဲကြနေတတ်သည်အမေသည်နင်းစေကို ခင်ပင်တော်လေသူမိပါများအကြောင်းအနှဲငယ်တည်လာသည့်အခါရင်မိုးအားတရိပ်ပေးလေသည်သမီးညီတိပြပြတာသူ့အမေကစေးမှုနဲ့ထောင်ကြနေတာဆို အဲ့ဒါထောင်မကျရင်သူ့အဖေနဲ့ question စာချုပ်မှာလက်မှတ်ထိုးခဲ့ကြတာတဲ့။ပိုင်ဆိုင်မှုတွေပါတိမ့်မှာဆိုလို့ထင်ပါတယ်အေး။ကောင်မလေးကိုတော့တနာပါတယ်။ဒါပေမဲ့သူတို့နဲ့ညီသိမ့်မီဟောနေတော့သူ့အမေစိတ်မှုနဲ့ထောင်ကျနေရတော့တိတယ်။သူမိဘတွေ question ထားတော့သူမိမသိပါဟုတ်မေရဲ့ကို့အလုံးမမဟုတ်တာစိတ်မပူပါနဲ့။လင်းစေအဖေနဲ့အမေတရားဝင် question ထားသည်ဆိုသည်ကိုတော့ရင်မိုးတကယ်မသိခဲ့ပြီ။အမေကို လင်းစေကိုယ်တိုင်ပြောပြခဲ့တာဖြစ်မိထင်သည်။ အခြားနေရာမှာ အမေတိစီရအကြောင်းမရှိလင်းစီတို့အိမ်တို့အလဲသွားရင်လူစုကြရင်ဟိုလူမအားဒီလူမအားဖြစ်တတော်နေမရောက်ဖြစ်ကြစနေတရက်တွင်တော့လင်းစီတငယ်ချင်း6ယောက်နဲ့ရင်မိုးတို့အလဲလာမြည်ဟုသဘောတူကတိပေးလိုက်ကြသည် ရင်မိုးရုံးပိတ်ရဖြစ်နေသဖြင့်မနေ့ပိုင်းတွင်လင်းစီတို့အိမ်မှာနေပြီးညနေကျရင်အာကစားတင်နှန်းတို့ကလေးများနှင့်အတူဆက်သွားလိုက်မည်ဖြစ်သည် သင်တန်းပြီးချင်ရအောင်မအင်အားကားကိုလာကြိုခိုင်းတော့ကိုဒေးဗစ်ကရှမ်းခေါက်ဆွဲအပြင်ယူရီးယားတင်မောတီထောင်းနဲ့ငါးကင်များနဲ့စီစဉ်ထားသည်ချက်ပြုတ်ရေးတာဝန်ကိုသူတယောက်ထဲယူပြီးလက်တို့လက်တောင်းလေးများသာဝိုင်းကူပေးချရသည်အစာသွပြင်ဆင်ပြီးသားငါးများကိုရှင်မိုးကကင်ပေးဖို့လုပ်သည့်အခါကိုဒေးဗစ်ကလက်မခံအတင်းလာဆွဲယူသည်မလုပ်ပါနဲ့တီချေရဲ့တီချေတို့ပြန်သွားရင်ကျွန်တော်ကိုလင်းစင်ရန်လုံနေပါမယ် ဟိုမဟုတ်တာကျမတို့စားဖို့ပဲပြီးတော့အားနေတာကြီးကိုဘာလုပ်နေရမှာလဲကိုတိပစ်ကလည်းပေးပါဒီတိုင်းနဲ့ရက်နေလုံလောက်ပါပြီဗျာရင်မိုးလဲလင်းစေတို့ကလေးများနှစ်အတူလက်တို့လက်တောင်းသာကိုရလေတော့ဒီကိုဒေးဗစ်ဒီတကယ်ဟင်းချက်ကောင်းသူဖြစ်လိမ့်မည်ယူရီးယားတင်မောဒီတောင်းနဲ့ငါးကင်ကလည်းစားလို့ကောင်းလာမည်ချမ်းခေါဆွဲကလည်းမကြိုက်တည်ရင်မိုးပင်နှစ်ပကံလောက်စားပစ်လိုက်မည်ဒီစားပောက်ပြီးဒီအခါလင်းစေတို့မိန်းကလေးတစ်တိုက်က ငှားထားသည့်ဖက်ရှင်ဆောင်များကိုဖွင့်ကားအလှပြင်းနည်းများကြည်လိုက်လိုက်ပြင်းကြည်လိုက်လုပ်နေကြသည်ခဏအကြာပိတ်စာများကိုညှက်ခါအယုံမှအတွက်အင်ကြီးချုပ်ပေးဖို့လှုပ်ကြပြန်သည်သူတို့ဘာသာစော့နေရင်တတိယလာနေဒီချက်တယောက်တည်းပြင်းနေပြီလားဟုလာမေးပေါ်တော့ရသည်ကိုဒေးဗစ်တယောက်ပကန်စီမိဖို့အချောင်းတန်ရှင်းရေလုံနေသည်ရင်မိုးကူပါမီဆိုတော့လဲမတ်တတာရခိုင်နေသည်ဖြင့်နင်းစီတို့အနာသူပြန်လောက်ပြန်ရောက်လာရပြန်သည် ဒီချက်ပြင်းနေပြီလားတမီးတို့ကလည်းဒီချက်ကိုခေါ်ထားပြီးစကားနဲ့ပြောကြအောင်လေကိုဒေးဗစ်ကမိဖို့ထဲမှာထွက်လာပြီးရင်မိုးတို့ကိုလှမ်းပြောကအိတ်ခမ်းတွင်သို့ဝင်သွားသည်ပြန်ထွက်လာသည့်အခါလက်ထဲတွင်ပတ်တလားကြီးမလာသည်ကျွန်တော်မတီးပြစ်တာကြပြီဗျဒီနေ့တော့ဒီချက်ကိုတီးပြခြင်းလို့ဒီဘက်ကလာတီချက်အဲ့ဒီကလေးတွေထားခဲ့လိုက်ကိုတီချက်ကိုပြစ်ထားကြပြစ်ထားတာမဟုတ်ပါဘူးတဲ့တဲ့ရဲ့တဲ့တဲ့ပဲတီချက်နဲ့စကားပြောချင်တာဆို ျုံးစီစီမျက်နှာပေးဖြင့်လင်းလင်းစေကပြန်ပြောသည်ဧကန်းအလဲတဲ့တဲ့တွင်လင်းစေတို့အဖွဲ့ကဝန်လျာမောင်လျဲ့ဖက်ရှင်စာအုပ်များကိုကြည့်နေကြသည်ကိုဒေးဗစ်နှင့်လင်းစေကသူတို့နှင့်မလန်းမကဲတွင် ထိုင်လိုက်ကြသည် ကိုဒေးဗစ်သည်ပတ်တလားကိုဖုံတော့အတန်ဆန်းလုံးနေ၏တချေရှစ်သချင်းတွေရလာပြဟုမေးသည်။ကျမလားရှစ်သချင်းမှမဟုတ်ဘူးဘာသချင်းမှတိချာမရဘူး။အထူးသဖြင့်ကီးမသိတာပေါ့။ ဒါပေမဲ့နားထောင်အားသာဝါဒနာပါပါတယ်။သင်းတွေကိုချစ်တယ်၊ဂီတကိုမြန်နိုးတယ်။ကိုယ်ရင်ခေတ်ကသချင်းစာသားတွေကိုပုံနှစ်သက်တယ်။စာသားတွေကအတိတ်ပဲပြေဝါလို့လေ။ကျမကစာဖတ်တာဝါဒနာပါတော့အဲ့သချင်းစာသားတွေကိုဝိထုကိုကြိုက်တယ်လို့ကိုကြိုက်လိုက်တာ။